နောက်နှစ်မှာနေတိုးကိုကျော်ပြီးတော့အကယ်မီအဖို့စီမံဝန်ထမ်းတွေကိုအသုံးပြုတာကြိုးစားနေတဲ့မြင်မြန်နောက်နှစ်မှာအကယ်မီရွှေစင်ရုပ်တို့ကိုအပိုင်သိမ်းနိုင်ဖို့စီမံဝန်ထမ်းတွေကိုအသုံးပြုနေတယ်ဆိုပြီးတော့လူပြောများနေတာကတရုတ်ဆောင်မင်းသားမြင့်မြတ်ပါအားလုံးသိကြတဲ့အတိုင်းမြင့်မြတ်ဟာယခုနှစ်မှာဘောရောင်ငင်းရှင်စကိုင်းနဲ့အကယ်မီစုစကိုင်းနဲ့ဆင်းဝင်ခဲ့ပေမယ့်အကယ်မီစုနဲ့လွဲချော်ခဲ့တာပါနေတိုးဟာနှောင်ရုပ်ရှင်စကိုင်းမှာအကောင်းဆုံးတရုတ်ဆောင်ရင်းနဲ့မြင့်မြတ်ကိုကြော်တက်ကကယ်မီစုရသွားတာဖြစ်ပါတယ် ဒါမှမြင့်မြတ်အတွက်နှစ်ဆက်ကယ်မီဆုနဲ့လွှဲချော်မှုလို့ဆိုရမှာပါမြင့်မြတ်ဟာယင်းနှစ်တွေမှာလည်းကယ်မီစကားတင်ဆိုစီးရင်ဝင်ခဲ့ပေမဲ့အကယ်မီဆုရလွှဲချော်နေရပါဒါကြောင့်လည်းမြင့်မြတ်ကတော့သူ့အနေနဲ့ကယ်မီဆုနဲ့လွှဲချော်တာကရိုးနေပါပြီလို့ပြောလာတာပါဒါမှမဟုတ်လည်းမြင့်မြတ်ဟာကယ်မီဆုရရှိဖို့အတွက်အိမ်မက်ကိုဆွန့်လိုက်တာမျိုးမဟုတ်ပါဘူးမြင့်မြတ်ဟာရွှေရှင်စကားဒီကနေ့တူနောက်နှစ်ဒီမှာကယ်မီဆုချင်းတင်ရအောင်ပြင်ဆင်နေခဲ့ပါတယ်မြင့်မြတ်ကယ်မီဆုရဖို့အထူးကြိုးစားထားတဲ့ရွှေရှင်စကားကတော့မြေစာရွှေရှင်စကားပါမြန်မာရွှေရှင်စကိုင်းမှာတော့တရုတ်ဆောင်မင်းသားအကယ်ရီမြင့်မြတ်ဟာလမ်းမင်းစီပင်တန်ရှင်းဝင်တဲ့ ိုးထောင်ဖြစ်နေထူးသီးဆောင်ထားတာပါမြင့်မြတ်ဟောင်းစီမံဝန်ထမ်းလုပ်ရင်းနဲ့ညီလေးနဲ့ညီမလေးကိုရှောက်ပွင့်ကျွေးမွေးခဲ့ပေမယ့်ကျေးဇူးမသိတဲ့နဲ့ညီနဲ့ညီမလေးကြောင့်ဘဝမောရည်နဲ့ရင်ဆိုင်ခဲ့ရတဲ့စီမံတန်ရှင်းရေးဝန်ထမ်းဖိုးထောင်ဆက်ရုပ်ကိုအကောင်ဆုံးတရုပ်ဆောင်ထားတာဖြစ်ပါတယ်မြင့်မြတ်ဟောင်းဒီလိုမြေဆိုင်ရုပ်ရှင်ဇာတ်ကားနဲ့အဓိကဆက်ဆောင်တန်ရှင်းတော်ဖိုးထောင်ဆက်ရုပ်ကိုအကောင်ဆုံးပြည်ပြည်သားတရုပ်ဆောင်နိုင်ဖို့အတွက်ရန်ကုန်တမြောက်လုံးကစွန့်ပြစ်မှိုက်ပုံးနေရှိတယ်မြောက်တကုံကအမိုက်ပုံတကယ်ကိုစီမံတန်ရှင်းရေးဝန်ထမ်းတယောက်ကိုနန်းစော်နေတဲ့အမိုက်ပုံထဲမှာတရုပ်ဆောင်ထားတာပါ ရေစာရုပ်ရှင်ရှူတင်ရဲ့ကွက်မှာဆိုရင်မြင့်မြတ်ဟာလမ်းမင်းစီမင်းဝန်ထမ်းနဲ့တထင်ရရင်တူအောင်တရုတ်ဆောင်ကြလို့ရုပ်ရှင်စကိုင်းရိုက်တာကိုလာကြည့်ကြတဲ့ပရိသတ်တွေတောင်မြင့်မြတ်မန်းကိုဘယ်သူမှမမှတ်မိကြပါဘူး။ဒါကြောင့်လည်းမြင့်မြတ်ဟာမြေစာရုပ်ရှင်စကိုင်းနဲ့ကင်မရာရှိနိုင်တယ်လို့ပြောလာတာပဲဖြစ်ပါတယ်။မြင့်မြတ်ဟာမြေစာရုပ်ရှင်စကိုင်းမှာတရုတ်ဆောင်ကောင်းရုံနဲ့မကပါဘူး။ပရိသတ်တွေရဲ့အသင်းလုံးကိုလည်းအပိုင်သိမ့်နိုင်ကြတာပါ။ထို့ပြင်မြင့်မြတ်ဟာအမိုက်ပုံတွေမှာစီမင်းဝန်ထမ်းဖြစ်တဲ့တရုတ်ဆောင်ရဲ့ကူးစင်မှာပဲတကယ်ကိုလမ်းမင်းစီမင်းအမိုက်သိမ်းသမားတွေကိုလမ်းနှဖန်နဲ့ပစ္စည်းပေးတာပစ္စည်းယူရာမျိုးတွေအထိကိုတရုတ်တည်တည်နဲ့ဆက်ဆံကြတာပါ။ အခုမြေဆာရုပ်ရှင်စကိုင်းနဲ့ရုံတင်တော့လေမြမြအမှန်တကယ်ရန်ကုန်မြို့တော်ကစီမင်းတရားဝင်တဲ့အယောက်900ကိုရုပ်ရှင်ုံနဲ့ခေါ်အောင်ဦးပြပြရုပ်ရှင်ကြည့်ရှုစေခဲ့တယ်လို့စတုတ္တိသားလူတွေလည်းပြီးခဲ့ပါသေးတယ်။ဒါကြောင့်လေပရိသတ်တွေကတော့မြမြရဲ့စိတ်သဘောထားကြီးမြတ်မှုလမ်းမင်းစီမင်းဝန်ထမ်းတွေပေါ်မှာတော့ငါကကယ်ရီမင်းသားဆိုရင်မမနာမျိုးမရှိဘဲတဒန်းနဲ့ထားနိုင်မှုတွေကိုချီးကျူးနေကြတာပါ။အတိုင်းပဲနဲ့တချို့သောပရိသတ်တွေကတော့ဒီလိုမမြင်ပါဘူး။အထူးသဖြင့်တချို့ပရိသတ်တွေကတော့မြမြဟာနောက်နှစ်မှာနေတိုးကိုကြော်ပြီးတော့ကယ်ရီရဖို့အတွက်စီမင်းဝန်ထမ်းအခြေခံလိုရင်းစာပရိသတ်တွေရဲ့ တင်းနှလုံးကိုအပိုင်သိမ့်ရလားလို့ဆိုကြပါရယ်။ဒါကြောင့်မဲဆဆုံမြင့်မြတ်ရဲ့စိတ်ထားမြင့်မြတ်မှုကိုတော့ချီးကျူးပါမှာပါ။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစီမံဝန်ထမ်းကိုစတုရီသားကျွေးကဦးဖျပြန်ရွှေရှင်ပြသခဲ့တဲ့မြင့်မြတ်ဟာအကယ်မီစုထက်ရဖို့ထိုက်တန်သလားဆိုတာပြောသားကြပါအောင်ရှင်။